အပိုင်းလေးအချိန်နဲ့နေရဘာသာပေတာဒီဒီနော်မန်ဒီကမ်းခြေစစ်ပွဲမတိုင်ခင်တရက်မှာတက်မသုံးအတွက်ဗိုလ်ချုပ်ပတ်တွန်ပြောခဲ့တဲ့မိန်ခွန်းဟာတမိုင်းမှာအထီးရောက်ဆုံးသောမိန်ခွန်းတစ်ခုသူ့မိန်ခွန်းကမလှပဘူးမနှူးညံ့ဘူးတရင်စာတွေမှာပြန်ထက်ပြည်သူတွေပြန်ပတ်ကျင်စရာမိန်ခွန်းမျိုးလည်းမဟုတ်စစ်သားတွေအတွက်တီးတန့်ပြင်ဆင်ထားတဲ့မိန်ခွန်း ိုက်ပွဲမှာရန်သူတွေကိုတက်ဖြတ်ချေမှုရတဲ့သူတွေကိုတွေရင်ဆိုင်နေရတဲ့စစ်သားတွေအတွက်ကြီးရွယ်တဲ့မိန်ကွန်းဒီလိုစစ်တီတွေကိုစကားပြောရတဲ့အခါသူတို့ရဲ့ရင်ထဲဝင်ပြီးကိုချင်းစာနိုင်မှုလို့တဲ့နိုင်ငံအတွက်တိုက်ရမယ်ဘာညာပြောနေုံနဲ့မလုံလောက်ဘူးစစ်သားစကားနဲ့ပြောဖို့လို့တဲ့ဗိုလ်ချုပ်ပတ်တွန်ကသူ့မိန်ကွန်းအစကိုဒီလိုဖွင့်တယ်နိုင်ငံအတွက်အသက်ပေးယုံနဲ့နိုင်သွားတဲ့စစ်ပွဲဆိုတာမရှိဘူးစစ်ပွဲမှာနိုင်ခြင်း ဘယ်လိုလုပ်ရတယ်သိကြတာရှင်းရှင်းလေးရန်သူဘက်ကစစ်သားသူ့နိုင်ငံအတွက်အသက်ပေးသွားအောင်လုပ်ရမယ်မိန်ခွေအဖွဲ့မှာတဲ့နားထောင်နေတဲ့စစ်သားတွေအာယုံဆိုင်မိသွားကြတယ်အဲ့ဒီတော့မှပတွန်ကမိန်ခွေကိုစက်တယ်စစ်တိုက်ရတဲ့အခါကိုကိုကိုဘယ်လိုကာကွယ်ရမယ်ဆိုတာကိုထိထိမိမိနားနဲ့သွားအောင်ရှင်းပြတယ်စစ်သားဆိုတာအမြဲတစေသတိရှိနေဖို့လိုတယ်တတိလွတ်တဲ့ကောင်အရင်သေးတာပဲ စစ်စစ်လင်းမျိုးမှာစစ်တင်းတိုင်းတစ်ခုရှိတယ်။အဲဒီမှာအုပ်ဘူး၄00လောက်ကိုလှလှပပစီထားတယ်။ဒါပေမဲ့အဲဒီအုပ်ဘူးတွေအဲဒီအုပ်ဘူးတွေကငါတို့စစ်သားတွေရဲ့ဂူတွေမဟုတ်ဘူး။ဂျာမန်စစ်သားတွေရဲ့ဂူတွေဘာလို့လဲသိသလား။ကင်းဆောင်ရင်အိတ်ပြောင်နေတဲ့ဂျာမန်စစ်သားတကောင်ကိုသူ့အထက်အရာရှိတွေမမိခင်ငါတို့ဘက်ကအရင်မိသွားလို့တေမာကြောက်အောင်ခြောက်တဲ့မိန်ကွေးမျိုးကိုစစ်တီတွေနားဝင်အောင်ပြောင်းပြန်နှဲ့ပြီးပြောလိုက်တာ။ သူပြောကျင်တာကရှင်းပါတယ်ကိုယ့်ဘက်ကအရင်ပြစ်မလားဟိုဘက်ကပြစ်တာခံမလားဒါပဲဒီအကြံပေးချက်ကစစ်မြေပြင်လို အခြေအနေမျိုးမှာတိတ်အတုံးဝင်တယ်ထိရောက်တယ်ဗိုလ်ချုပ်ပတ်တွန်ကဆက်ပြောတယ်စစ်သားတွေရဲ့အနေနဲ့ဒီနေရာမှာရောက်နေတာဟာသူရဲကောင်းပြစ်ကျင်လို့ရောက်နေကြတာမဟုတ်ဘူးအကောင်လုံးကစစ်ပွဲမြန်မြန်ပြီးစေချင်တဲ့သူတွေကြီးပဲဆိုတော့ကိုသူနားနေတဲ့အကြောင်းရှင်းပြတယ်ဒါကိုလည်းသူကပြောင်းပြန်လှန်ပြီးပြောတယ် ငါတို့အကုန်လုံးအိမ်ပြန်ချင်တဲ့သူတွေကြီးပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့အိမ်ပြန်ဖို့အနည်းဆုံးတန်းကဘာလင်နဲ့တူချူကိုဖျက်ပြီးပြန်တဲ့လမ်းတလမ်းပဲရှိတယ်ကျွန်တော်တို့ရှစ်ဆက်မတက်ဖက်အခြေအနေကိုအကဲခန့်နေပါတယ်ခံစစ်ပြင်ဆင်နေပါတယ်ဆိုတဲ့ဇကားတွေကလုံးဝမကြားချင်ဘူးရှေ့ကိုစက်တိုက်တက်မယ်ဘာခံစစ်မှမပြင်ဆင်ဘူးပြင်ဆင်ရမှာဆိုလို့တခုမရှိတယ်ဂျာမန်စစ်သားတွေကိုဘယ်လိုတက်မလဲဆိုတာကိုပြင်ကြစင်ကြတနက်နဲ့ပြစ်တဲ့ယုံနဲ့မလုံးတော့ဘူး သူတို့ရဲ့ဥတွေကလီစာတွေအကုန်ဆွဲထုတ်သူတို့ရဲ့သွေးတွေကိုချောသီလုပ်ပြီးငါတို့တင်ကားဘိန်းတွေကိုတုတ်ပြစ်မယ်နောက်ဆုံးကြတော့မှဗိုလ်ချုပ်ပတ်တွန်ကသူ့အနေနဲ့ဘာဖြစ်လို့စစ်သားတွေကိုဒီတော့ကြမ်းကြမ်းတမ်းတမ်းမောင်းရတယ်ဆိုတော့ကိုရှင်းပြတယ်ငါတို့အထက်အရာရှိတွေကအောင်းနဲ့ငယ်သားစစ်တီတွေကိုအယံနှိမ့်ဆက်တယ်မောင်းနေဆိုတဲ့စကဲသံတွေထွက်လာလိမ့်မယ်ထွက်လာလဲငါတောက်ပြူးမဆိုင်ဘူးချွေးထွက်များမှသွေးထွက်နေမယ် မင်းတို့ကိုများများမောင်းမှာဂျာမန်တွေကိုများများတက်နိုင်မှာဂျာမန်တွေများများသိမှာငါတို့လူတွေအသက်အသေးပြောင်းနေမှာဒီတော့မင်းတို့ကိုဒီလိုမောင်းနေတယ်ဆိုတာမင်းတို့သိမှာဆိုလို့အဲ့ဒါကိုခေါင်းထဲမှာမြင်းမြတ်ပတ်ထားအဲ့ဒီမိန်ခွန်းအပြီးမှာဗိုလ်ချုပ်ပတ်တွင်ရဲ့တက်မသုံးဥရောပတခွင်ကိုမုံတိုင်းလိုဝင်ဝင်တော့တာပဲဂျာမန်တင်ကအစီးတပေါင်းကျော်လောက်ကိုဖျက်ဆီးပစ်နိုင်ခဲ့တယ်ရန်သူစစ်သား9000ကျော်ကိုခြေမုံးနိုင်ခဲ့ပြီး ရန်သူတသန်းလောက်နီးနီးကိုအရှင်ဖမ်းနိုင်ခဲ့တယ်။စစ်ပွဲကာလအတွင်းမှာတရား2500ကျော်စောင့်နိုင်ခဲ့တဲ့ရန်သူတွေသိမ်းပိုက်ထားတဲ့စတူရန်မိုင်8000ကျော်ကိုပြန်လည်ရယူခဲ့တယ်။မြို့ပေါင်း1000ကျော်ကိုလွတ်လပ်ရေးပြန်ရအောင်ကယ်တင်နိုင်ခဲ့တယ်။စစ်အပြီးမှာဗိုလ်ချုပ်ပတ်တုံကိုတရင်သမားတယောက်ကဒီမိန်ဝင်းနဲ့ပတ်သက်ပြီးမေးကြည့်တယ်။ဘာလို့များဒီလိုစကားလုံးတွေသုံးခဲ့တဲ့လဲပေါ့။ပတ်တုံကပြန်ဖြေတယ်။စစ်သားကိုစစ်စကားနဲ့ပဲပြောမှပို့ပြီးထိရောက်တယ်ကြည့်။ စစ်သားတွေကိုမှတ်မိစေခြင်းတဲ့အခါတေးရပါအောင်ဆွဲသွားစေခြင်းတဲ့အခါဇာကားကိုအလဒဇာရီနဲ့စင်မလီပဲခေါင်းထဲကိုရိုက်ထည့်တယ်။တာဝန်ပြုသူတွေအဒွေရွာအလအပကြိုက်တဲ့သူတွေအတွက်တော့ကျုပ်စကားကကြားရတာနဝင်စိုးရင်စိုးနေမယ်။ဒါပေမဲ့ကျုပ်ရဲ့စစ်သားတွေအတွက်ကတော့မှတ်မိသွားလိမ့်မယ်။စစ်တပ်ဆိုတာအစဲအစိုးပိုးဆိုးပတ်ဆက်စကားတွေမပါပဲလက်ပတ်လို့မရဘူး။ ဒါပေမဲ့အလဟာသက်ဆဲနေလို့တော့မရဘူးပေါ့ဖြစ်စေချင်တာကိုထိရအောင်နားဝင်အောင်ပြောပြတာမျိုးအနူးအယွါကပြားဆန်းဆန်းစကလုံးတွေနဲ့စစ်တိုက်နေမယ်ဆိုရင်ရန်သူနေမျိုးကိုဝင်သိမ်းဖို့မပြောနဲ့ရက်ွက်ထဲကကလေးတွေနဲ့စစ်တိုက်တန်းကစားရင်တောင်နိုင်မှာမဟုတ်ဘူးဘိုလ်ချုပ်ပတွင်စီကနေကျွန်တော်တို့ဘာတွေတင်လို့ရနိုင်မလဲကျွန်တော်တို့အနေနဲ့ကြောင်းစရာတွေနဲ့စကားပြောရတဲ့အခါအဖွားကြီးတွေနဲ့စကားပြောရတဲ့အခါစောင်းလို့ရေလုပ်ငန်းဝင်ကအလုပ်သမားတွေနဲ့စကားပြောရတဲ့အခါ ညာတဲ့လူကုန်ထံတွေနဲ့စကားပြောရတဲ့အခါလမ်းပင်ဈေးတဲ့တွေနဲ့စကားပြောရတဲ့အခါသူတို့ရဲ့ဘာသာစကားနဲ့ပြောဖို့လိုတယ်ဗျူဟာနဲ့တင် မလုံတော့နေယူလောင်မျိုးကိုပြောင်းလာတော့ကျွန်တော်အသက်16နှစ်အများတန်းတိတ်ဆိတ်အိမ်ငိုက်နေတတ်တဲ့လန်နံမျိုးကိုစွန့်ခွာနေရောညမှာစူညာအလုံးရှုံနေတဲ့နေယူရောက်ကိုရောက်လာတာနေယူရောက်မျိုးရဲ့မြေအောင်ရထားလှိုင်ကောင်းတွေထဲမှာလမ်းလျှောက်နေရင်ကျွန်တော်စက်တေတီသွားတယ် နေရမှာကတ်ထားတဲ့ poster အကြီးကြီးတခု poster မှာရေးထားတဲ့စာကခမရဂျူးလူမျိုးဖြစ်စရာမလိုပါဘူးတဲ့အဲ့ဒီတုန်းကဒုတိယကမ္ဘာစစ်ပြီးသွားတာဆယ်သူနဲ့အနေငယ်ပဲရှိသေးတယ်ဒီလိုစာသားကို poster မှာတင်ရတာအံဩစရာပဲကြောညာစာသားမှာမဟုတ်တာလူမျိုးကြီးခွဲတဲ့စာဖြစ်နေပြီစာသားရဲ့အောက်ကိုဆက်ကြည့်လိုက်တော့မှရှင်းသွားတယ်စာသားအောက်ခြေမှာအသားညက်ပေါင်မုံကိုအားရပါးရပြုံးပြီးစားနေတဲ့တရုတ်လူမျိုးတစ်ယောက်ရဲ့ဓာတ်ပုံ ရပ်ပုံအောက်မှာစားတကြောင်ရေးထားတယ်။လက်ဘီပေါင်မုံကတကယ်ဂျူးစစ်စစ်တွေပူရန်ထုတ်လုပ်ထားတဲ့ပေါင်မုံပါ။ဒါပေမဲ့ဂျူးလူမျိုးမဟုတ်တဲ့သူတွေတောင်လက်ဘီပေါင်မုံကိုသဘောကျကြတယ်။ရုတ်တရက်ကြီးလိုက်ရင်ဒီကြောင်ညာကဂျူးတွေကိုစော်ကားသလိုလိုထင်ရပေမဲ့တစ်ဖက်ကကြတော့ခါသားညံလေးရောပြီးကြောင်ညာထားတာသဘောကျတဲ့အကောင်းကြီးပြန်ရော။ကျွန်တော်ရှေ့ကိုဆက်လျှောက်သွားရင်းနဲ့နောက်ထပ်ကြုံညာပိုစတာကိုထပ်တွေ့တယ်။စောစောကပေါင်မုတ်ကြုံညာပဲ ဒါပေမဲ့ဒီတခါပေါင်မုတ်စားနေတဲ့သူကတရုတ်လူမျိုးမဟုတ်တော့ဘူးအိန္ဒိယန်လူမျိုးနောက်ပိုစတာတစ်ခုမှကြတော့ပေါင်မုတ်စားနေတဲ့သူကလူမဲကောင်လေးတယောက်နောက်တစ်ခုမှကဝါဝတုတ်တုတ်အိုင်ဘရစ်လူမျိုးတယောက်အဲ့ဒီတော့မှကျွန်တော်သေချာနားနေသွားတယ်ကြော်ညာဖြူဟာကိုပြောင်းပြန်တန့်ပြစ်လိုက်တာပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခေတ်တုန်းကကြော်ညာတော်တော်များများမှရုပ်ချောချောတန့်တန့်ပြန်ပြန်ဇပင်းရွှေရောင်သွားပလဲတွေတွေနဲ့ လူဖြူတွေရဲ့ပိုစတာတွေကိုတုံးကြတယ်။လက်ပြီးပေါင်းပေါင်းကတော့အဲ့ဒီနေပြူဟာကိုယိုးလွန်းနေအမြင်ချင်းတယ်လို့သတ်မှတ်ပြီးမတုံဘူး။နေယူရောက်မျိုးကိုရောက်လာပြီလေ။တကဘာလုံးရဲ့အစိုးဆုံးသောအရာတွေနဲ့အကောင်းဆုံးသောအရာတွေပေါင်းစည်းထားတဲ့မျိုးကြီးမဟုတ်လား။နေယူရောက်မျိုးမှာလူပေါင်းစုံနေနေကြတာကြောင်ညာပြည်ထဲမှာပါတယ်တဲ့။ပြည်ပြည်စုံတဲ့လူမျိုးစုတစုတည်းနေတဲ့နေရာမဟုတ်ဘူး။အဲ့ဒီပေါင်းပေါင်းကြောင်ညာကိုကြည့်ပြီးကလေးကကျွန်တော်စိတ်ထဲမှာ ။ငါအနဲ့ကြရင်ဒီလိုကြုံညာမျိုးတွေပဲဖန်တီးမယ်ဆိုပြီးဆုံးဖြတ်လိုက်တာပဲ။နောက်မြစ်တွေတော်တော်ကြာသွားတော့မှအဲ့ဒီပေါင်မုံကြုံညာရဲ့နောက်ကျောင်းအဖြစ်ဆုံးကိုတီးခွင့်ရတယ်။လဗီပေါင်မုံပိုင်ရှင်ကဘေဗန်ဘန်ဘေဗန်ဘဆိုတဲ့ကြုံညာဂုရုကြီးကိုနေတယ်။သူ့ပေါင်မုံကိုဘယ်လိုကြုံညာရင်ကောင်းမလဲ။သူ့ကြုံညာထားတာတွေအစဉ်ပြေသလားကြည့်ပြပါအောင်ဆိုပြီးအခုညတောင်းတယ်။ဘေးကပြန်မိတယ်ခမရဘယ်နေရာမှာကြုံညာတယ်လဲ။ပိုင်ရှင်ကပြန်ဖြေတယ် ဂျူးနေ့စဉ်သတင်းဆောင်ပါဘေကပြောတယ်ခမားရဲ့အဓိကပြဿနာကအဲ့ဒါပဲဗျခမားကတော့ဂျူးပေါင်မှုဖြစ်တဲ့အတွက်ဂျူးလူမျိုးတွေဖတ်တဲ့သတင်းဆောင်မှာကြော်ညာလိုက်မယ်လို့စဉ်းစားတာပေါ့ဒါပေမဲ့ဂျူးလူမျိုးတော်တော်များများကဒီနိုင်ငံမှာအလုတ်လာလုံနေကြတဲ့သူတွေပလတ်စတစ်အိမ်နဲ့ထုတ်ထားတဲ့ပေါင်မှုကိုစားမှာမဟုတ်ဘူးမောမုတ်ဆိုင်ကိုသွားလက်လက်ဆက်ဆက်ထုတ်ထားတဲ့ပေါင်မုံကိုပဲဝယ်စားကြမှာဗျခမည်းရဲ့ပေါင်မုံကိုမစားဘူးသေးတဲ့လူအုပ်စုကိုကြော်ညာမှအဆင်ပြေမှာ အဲဒီမှာပေါင်ပေါင်းကြော်ညာဖို့နေပြီးမှအတိတ်တစ်ခုပေါ်လာတယ်။ဂျူးပေါင်ပေါင်းကိုမစားဘူးသေးတဲ့သူတွေကိုကြော်ညာမယ်ဆိုတဲ့ view ဟာစားနေရသူတွေကိုထက်မကျင်ညာတော့ဘူးဈေးခွက်ကိုမျှယူမယ်မျှယူမယ်အစားတိုးချဲ့လိုက်တာယခုခေတ်မှာကဘေးရဲ့ view ဟာကိုတုံးနေဆိုရင်နေပြီးမှဟာထုတ်တဲ့အစ်စ်မှာပဲရက်သွားမှသိကြတယ်။ဘာလို့လဲဆိုတော့ကြော်ညာတိုင်းတရောင်းရဲ့အလုပ်က view ဟာထုတ်ပြီးရုံတတ်တတ်ပဲလေဒီတော့ idea ဘယ်လိုပဲကောင်းကောင်းတကယ်ကြော်ညာတယ်မှာ ရုပ်ချောချောတန်တန်ပြန့်ပြန့်သပင်းရှည်အောင်တွားလာလာလေးတွေနဲ့အမေရိကန်လူမျိုးတွေပေါင်းမှုစားနေကြတဲ့ပုံပဲထွက်လာမယ်။ဘေးရဲ့နီးပြူဟာကိုအကောင့်ထဲပေါ်ရင်ဒါပဲထွက်လာမှာကိုဒါပေမဲ့ဘေးကနီးပြူဟာအစင်မှတင်ရက်တက်မသွားပဲတကယ်ဘူဟာတခုရဲ့ရွေချက်ကမှန်ဖို့လိုတယ်ဆိုတာကို သူနားလေလူမှတ်မိရောသတိထားမိရောမလုံလောက်ဘူးဆိုတာကိုသိတယ်ဒါကြောင့်ဘေးကဆုံးဖြတ်တယ် နေယူရောက်မှာနေကြတဲ့လူတွေထဲမှာဂျူးမဟုတ်တဲ့လူတိုင်းကလူပြူမဟုတ်ကြဘူးဂျူးမဟုတ်တဲ့လူတွေထဲမှာတရုတ်လူမျိုးတွေပါတယ်လူမဲတွေအိုင်ရစ်လူမျိုးတွေအိန္ဒိယန်တွေဂျပန်တွေပိုလန်တွေအီတလီလူမျိုးတွေပေါ်တိုရီကန်လူမျိုးတွေနေယူရောက်ရဲ့တခြားမျိုးနဲ့မတူတဲ့လူမျိုးစုံချင်းဆိုတဲ့ဂုံကိုဖွဲ့မထားတဲ့ပိုပြီးမြင်သာအောင်ချပြခြင်းကသူ့ပြူပါရဲ့အဓိကတော့ချက်ဖြစ်တယ် ိုင်ဒီယာကောင်းတယ်လို့ခေါ်လို့ရတဲ့ကြော်ညာ view ဟာတခုဟာဘေးရဲ့သုံးဖြတ်ချက်ကြောင့်ပုံမခံထားတဲ့အရာတခုဖြစ်လာတယ်။လက်ပြီးပေါင်မုံဟာနေယူရောက်မျိုးရဲ့အယောင်ရဆုံးပေါင်မုံဖြစ်လာတယ်။တဖြည်းဖြည်းနဲ့နေယူရောက်ပြည်နယ်တခုလုံးမှာအယောင်ရဆုံးဖြစ်လာရာကနေနောက်ဆုံးမှာတနိုင်ငံလုံးရဲ့အယောင်ရဆုံးအမတ်တစိတ်တခုဖြစ်လာတယ်။ခြုံပြောရရင်ဒီ view ဟာဆိုတာကြော်ညာတခုရဲ့ယူရချက်ကိုမှန်စေတယ်။ဒါပေမဲ့အဲဒီ view ဟာကိုဘယ်လိုအကောင့်ထဲပေါ်တယ်လဲဆိုတာကိုဘယ်လိုအကောင့်ထဲပေါ်တယ်လဲဆိုတာက ပိုအရေးကြီးတယ်အချက်အလက်တလောလေးကပဲမီနီယာပိုလစ်မှာရှိတဲ့ target supermarket ထဲကိုလူတယောက်ဝင်လာတယ် manager နဲ့တွေ့ကျင်တယ်တဲ့ manager ရောက်လာတော့အဲ့ဒီလူကပြောတယ်ခမားတို့ supermarket ကဘာသဘောလဲဗျခမားတို့စီကပို့လိုက်တဲ့ကြော်ညာစာရွက်တွေကကျုပ်တော့အိမ်ကိုရောက်လာတယ်ကျုပ်သမီးနာမည်နဲ့ပို့လိုက်တာဗျအကောင်လုံးကပိုးဝင်စားအဝတ်စားကလေးအနှစ်ကလေးမျိုးမုံကြုံရလေးကြီးပဲဒါပါလောက်တာလေးဗျ ကျုံသမီးကအခုမှအပြိုဖြစ်စာရှိသေးတယ်။ကြောင်းတော်မပြီးသေးဘူး။ဘာကိစ္စဒီကြောင်ညာဆာရက်တွေပို့ရတာလဲ။ကျုံသမီးစောစောစီးနေရတော့လှုပ်ချင်တာလား။မှားပုံမိတာပါဆိုပြီးမန်နေဂျာကအဲ့ဒီလူကိုတောင်းပန်လိုက်တယ်။နောက်တစ်ပတ်နောက်ကြာသွားတော့မန်နေဂျာအဲ့ဒီလူစီကိုဖုံးဆက်တယ်။ထက်ပြီးတောင်းပန်ခြင်းလို့ဆက်လိုက်တာ။ဒီဒီကကြတော့အဲ့ဒီလူကဒေါနဲ့မော်နဲ့မဟုတ်တော့ဘူး။သူကပြောတယ်။အာ sorry ဗျာ။ အိမ်မှာဖြစ်နေနေတာတွေကိုကျုပ်တည်တည်ချာချာမသိလိုက်လို့ခင်ဗျားတို့ကိုပြဿနာရှာမိသွားတာကျိုးသမီးကကိုဝင်ရှိနေတယ်တဲ့ကျိုးတို့ကိုမပြောဘဲဖုံးထားတာလေဗျာဘယ်လိုဖြစ်တာပါလဲအဲ့ဒီလူရဲ့သမီးကိုဝင်ရှိနေတာကိုသူ့အဖေအရင်တော့မသိသေးတာတာဂက်စူပါမားကတ်ရဲ့စာပို့စနစ်ကဘယ်လိုသိသွားလဲတာဂက်စူပါမားကတ်ရဲ့စည်ရင်းကန်ကွန်ပျူတာထဲမှာဈေးဝယ်တန်းပေါင်းများစွာဘာတွေဝယ်သွားသလဲဘာတွေဝယ်နေကြသလဲဆိုတဲ့အချက်လက်တွေရှိတယ် ဒါပေမဲ့အချက်အလက်တွေအများကြီးရှိတိုင်းအသုံးဝင်တာတော့မဟုတ်ပြန်ဘူးဒီအချက်အလက်တွေကိုဘယ်လိုသုံးရမလဲဆိုတာသိအောင်ပါဒါကြောင့်2002ခုနှစ်မှာ Target Supermarket ကစည်ရင်းအင်းပညာရှင် Andre Po ဆိုတဲ့လူကိုအလုပ်ခန့်ခဲ့ဈေးဝယ်သူတော်တော်များများရဲ့ဝယ်ယူခြင်းတလိဆိုတာကတော်ယုံနဲ့မပြောင်းဘူးဒါပေမဲ့သူတို့ရဲ့ဘဝနေထိုင်ပုံစံမှုပြောင်းပြီဆိုရင်တော့ဝယ်တဲ့တလိလည်းပြောင်းသွားရောကျောင်းပြီးလို့ဘွဲရသွားတာအိမ်ပြောင်းတာအလုပ်ပြောင်းတာ အိမ်တော်ကြတာဒါမှမဟုတ်အိမ်တော်ကွဲတာစားတဲ့နေထိုင်မှုပုံစံပြောင်းလဲခြင်းဒီလိုဘဝပြောင်းလဲတဲ့အခြေအနေတွေထဲမှာကိုဝင်ဆောင်ခြင်းဆိုတဲ့အခြေအနေကအကြီးကျယ်ဆုံးပဲမဟုတ်လားကိုဝင်ဆောင်ဈေးဝယ်တွေကိုကလေးအသုံးဆောင်ပစ္စည်းတွေလောင်းဝယ်ဖို့ဆွဲဆောင်နိုင်သွားပြီဆိုရင်အဲ့ဒီကိုဝင်ဆောင်မိခင်တွေဆိုင်ကူရောက်လာတဲ့အခါကလေးပစ္စည်းတွေမကဘူးတခြားပစ္စည်းတွေကိုလည်းဝယ်တော့မှာတနေရာတိုင်းမှာရှိနေတော့ ဒါပေမဲ့ဈေးဝယ်သူကလေးမွေးတဲ့အထိစူပါမားကတ်တွေဘက်ကထိုင်ဆောင်နေမယ်ဆိုရင်နောက်ကျသွားပြီ။ပြိုင်ဘက်ဆိုင်တွေကလည်းဒီအမေကိုဝိုင်းဆွဲကြတော့မှဒီတော့တခြားစူပါမားကတ်တွေထဲလက်ဦးမှုရဖို့လိုတယ်။ကိုယ့်ရဲ့ဈေးဝယ်တွေထဲမှာဘယ်သူကအရင်ကိုဝင်တဲ့ဖြစ်လာမလဲဆိုတော့ကြိုသိမှရမယ်။ဘယ်သူကိုဝင်ရှိနေတယ်လဲဆိုတော့ဘယ်လိုကြိုသိနိုင်မလဲ။ Every pool ကသုံးသပ်မှုအရာဆိုရင်ကိုဝင်ဆောင်အမျိုးသမီးတွေမှာကိုဝင်ရင်းလာတာနဲ့အမျှဝယ်တဲ့ပစ္စည်းတွေလည်းပြောင်းလာတယ် ကိုဝင်သုံးလုံးကရှိပြီဆိုရင်အမျိုးသမီးတွေကစက်ပြာဝယ်တဲ့အခါအနက်မပါတဲ့စက်ပြာကိုရေးဝယ်ကြတယ်ကိုဝင်၄လလောက်ရှိပြီဆိုရင်ကယ်စီယမ်မက်စမဂနီစီယမ်ဇင့်စားတဲ့ဓာတ်အားတိုးစေးတွေဝယ်ကိုဝင်၈လလောက်ရှိပြီဆိုရင်ဝါခွင်းတုပ်တွေဝယ်တယ်လက်တန်စင်စေးတွေဝယ်ဒီတော့ကိုယ့်ရဲ့ဈေးဝယ်တွေထဲမှာဘယ်သူတွေကဘာတွေဝယ်ပြီးဘယ်သူတွေကကိုဝင်ရှိနေပြီဆိုတာခံမှန်းလို့ရတာ ဒါပေမဲ့ဒီလိုအတိအကျတွက်ချက်ခံမှန်းတဲ့အခါပြဿနာတစ်ခုရှိလာတယ်။အမျိုးသမီးတွေတာဂက်စူပါမားကတ်မှာဈေးလာမဝယ်ရဲတော့ဘူး။သူတို့အကြောင်းဒေတော့တိနေသလားဆိုပြီးမတင်တာဖြစ်လာတော့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတွေကို లై ဆက်စုနေပါလားဆိုပြီးအင်တင်တင်ဖြစ်လာကြတယ်။အဲဒီအချိန်မှာလည်း marketing အမှုပညာဆိုတာကိုတုံးရတော့တာပဲ။ဈေးဝယ်တွေရဲ့အိမ်တွေကိုကြော်ညာစာရွက်တွေပို့တဲ့ပုံစံကို Henry Poe ကပြောင်းလိုက်တယ်။ ကြော်ညာစာရွက်တွေထဲမှာကလေးအသုံးဆောင်ပစ္စည်းကြော်ညာတွေအများကြီးပါတယ်။ဒါပေမဲ့တခြားပစ္စည်းတွေကိုလည်းထည့်ပြီးကြော်ညာထားပေးတယ်။ကလေးအနည်းကြော်ညာရဲ့ဘေးမှာမျက်ရည်ဆက်ကြော်ညာထည့်တာမျိုးတွေကလေးအဝတ်စားကြော်ညာရဲ့ဘေးမှာဝိုင်းပလင်းကြော်ညာတွဲတာမျိုးရှင်းရှင်းပြောရရင်ကြော်ညာထဲမှာကလေးပစ္စည်းနဲ့မဆိုင်တာတွေအများကြီးထည့်တွဲပေးလိုက်တာ။အန်ရီပူကပိုးရဲ့ကြော်ညာစာရွက်တွေကိုကြည့်ပြီးအမျိုးသမီးတွေအရင်လိုမတင်ကောင်မဖြစ်တော့ဘူး။ ပစ္စည်းတွေအများကြီးဈေးလျှော့နေတဲ့အထက်မှာကလေးပစ္စည်းတွေလည်းပါနေတာပဲဆိုပြီးထင်သွားကြရောကလေးအသုံးဆောင်တွေကလွဲရင်တခြားပစ္စည်းတွေကိုတော့စိတ်ဝင်စားဘူးဒါပေမဲ့ဒါအရေးမကြီးတော့ဘူးတခြားပစ္စည်းတွေက Target Supermarket ရဲ့တကယ်ရောင်းချင်တဲ့ပစ္စည်းကိုဖွက်ထားပေးတဲ့အကအရင်သက်သက်ပဲလေ Andrew Poe ရဲ့စရင်းအင်း Marketing ပညာစွမ်းကြောင်း Target Supermarket ရဲ့ရောင်းအား90%ကိုတက်သွားတယ် Andrew Poe ကို ငါတော့ကတာဂတ်စူပါမားကတ်ရဲ့ရောင်းအားကတနစ်ကိုဒေါ်လာ44ဘီလီယံ2030ပြည့်နှစ်ရောက်တဲ့အခါရောင်းအားကတနစ်ကို68ဘီလီယံဖြစ်လာတယ်။အချက်လက်တွေအများကြီးလက်ထဲမှာကင်ထားတာတဲ့အရေးကြီးတဲ့အချက်လက်တွေကိုမြင်တတ်တာကပိုပြီးအသုံးဝင်နေ။အချိန်နဲ့နေရ1989ခုနှစ် Brian Clough က Nottingham Forest ဘောလုံးအသင်းရဲ့မန်နေဂျာ ဖောရန်အသင်းကအခုမှပထမတန်းကိုတက်လာတာအဲ့ဒီခေတ်ပထမတန်းဆိုတာအခုခေတ်ဆိုရင်ပရီးမီးယားလိနဲ့အတူတူပဲကလောင်ရဲ့လက်ထောက်မန်နေဂျာကပီတာတေးလာစတိုစီးတီဘောလုံးအသင်းရဲ့ဂိုးသမားဖြစ်တဲ့ပီတာရှော့တန်ကိုဖောရန်မှာလာကစားဖို့ကလောင်နဲ့ပီတာတေးလာကြိုးစားနေကြတယ်ဖောရန်အသင်းကိုဂိုးသွန်းကောင်းအောင်တိစောက်ပြီးဂိုးမပြရတဲ့အသင်းဖြစ်အောင်ထက်မွေးမြန်ချင်တာ ရှေ့တန်းကိုသာသူတို့စီမှာလာကစားဖို့ခေါ်လိုက်ရင်ဖောတဲ့အတင်းချက်ချင်းထောက်တက်သွားမှာဒါပေမဲ့ရှေ့တန်းကမလာခြင်းတို့လိုလုပ်နေတယ်ဖောတဲ့အတင်းကသူ့အတွက်သေးလုံးတယ်လို့ထင်နေတယ်စတိုစီးတီမန်နေဂျာကိုတိုက်ရိုက်သွားတွေ့မယ်ရှေ့တန်းကိုလက်မှတ်ထိုးကျင်လာအောင်တိုက်တွန်းကျင်တယ်လို့ပီတာတီနာကအကြံပေးတယ်ကလောင်းကမသွားနဲ့အောင်ဆိုပြီးတားတယ်နောက်တစ်ပတ်နောက်စောင့်ကြည့်တဲ့ပီတာတီနာကပြန်ပြီးတယ်တပတ်စောင့်တော့ဘာလို့သွားမှာမဟုတ်လို့လဲကလောင်းကပြန်ပြောတယ် ငါပြောပြမယ်မင်းသေချာစဉ်းစားကြည့်ရှေတန်ကသူ့ကိုသူအင်္ဂလန်ရဲ့အကောင်းဆုံးဂိုးသမားပဲလို့ခန့်ထားတာဒါပေမဲ့အသင်းကြီးတွေမှာသူကစားခွင့်မရဘူးဘာလို့လဲဆိုတော့ရီကလမတ်ရှိနေလို့ကလမတ်ကလီဗာပူးမှာကစားနေတယ်လီဗာပူးကပွဲတိုင်းလုံးလုံးနိုင်နေတယ်ဒီတော့လူတွေကကလမတ်ကိုအကောင်းဆုံးဂိုးသမားဆိုပြီးတတ်မှတ်လိုက်ကြတယ်ဒါကိုရှေတန်ကလည်းသိတယ် သူသာအတင်းကောင်းကောင်းကကစားခွင့်ရရင်သူ့ရည်ချင်းကိုအကုန်ချပြခွင့်ရမှာပဲဆိုတာသူနားလေတယ်။အခုရှေးတန်းကငါတို့အတင်းကိုအတင်းကြီးမဟုတ်သေးဘူးလို့ထင်နေတယ်။သူ့အတွက်သေးလွန်းတယ်လို့ယူဆနေတယ်။ဒါပေမဲ့အခုရှေးတန်းကစားနေတဲ့အတင်းကိုအရင်ကြည့်လိုက်။ Stone City ဆိုတာဒုတိယတန်းကအတင်းဟုတ်တယ်မဟုတ်လား။မင်းဒီမှာပွဲစဉ်စရာကိုကြည့်လိုက်စမ်း။ Stone City နဲ့တွေ့မဲ့အတင်းက Manfree Town တဲ့တွေ့တာ။ Manfree Town ဆိုတဲ့နေရာကို ရေပုံမှာတော့ရှာလို့မရဘူးအသင်း PC လေးအဲ့ဒီမန်ဖီတောင်းရဲ့ဘောလုံးကွင်းနေရာကိုမင်းမြင်အောင်ကြည့်ကွင်းကလည်းခက်ဆုပ်ဆုပ်အဝင်လဲကန်းဆိုတာကလည်းစုပ်ပြက်နေမှာတပတ်ကောင်းကောင်းလည်းမရှိချိုးစရာရေရှိတော့ကန်ကောင်းပြီးတော့အဲ့ဒီပွဲကိုလာကြည့်မဲ့သူဘယ်သူရှိတယ်လဲလူတယောက်ဖွေးတကောင်ပဲရှိမယ်မင်းရှည်တဲ့နေရာမှာဝန်ခံစားကြည့်လိုက်သူ့အကြီးချင်းနဲ့ဆိုရင်တကယ်ဝင်းကြီးတွေမှာအသင်းကြီးတွေနဲ့ကစားနေရအောင် အခုမန်ဖီးတောင်းလိုနေရာမျိုးမှာအဝင်းလေကအစုပ်ပြတ်ထဲမှာထိုင်နေရတော့မှအဲ့ဒီအခါကျရင်ခြေတံစိတ်တက်ကျသွားလိမ့်မယ်အသင်းပြောင်းကျင်လာလိမ့်မယ်ဒါကြောင့်နောက်တစ်ပတ်လောက်စောင့်အောင်လို့ငါကပြောတာဒီပွဲအဲ့ဒီပွဲပြီးတော့မှသူ့ကိုသွားတွေ့မယ်နောက်တစ်ပတ်ကျတော့ကလောင်းနဲ့ပီတာနှစ်ယောက်သားရှီတန်ကိုသွားတွေ့ကြတယ်နှစ်ခွင်းမပြောရဘူးဖောင်းတဲ့အသင်းကိုပြောင်းလာဖို့ရှီတန်သဘောတူတိုက်တယ်ရှီတန်ဘက်ကကြည့်ရင်လည်း နော်တင်ဟမ်ဖောရက်အသင်းကအခုမှပထမတန်းကိုတက်လာတဲ့ဆိုပေမဲ့စတိုစီးနဲ့မန်ဖီတောင်းတက်တော့အစာပေါင်းများစွာတောင်းနေပြီကလောင်းနဲ့တီလာတို့ရဲ့ဆုံးဖြတ်ချက်မှန်သွားတယ်ဖောရက်အသင်းရဲ့လိုနေတဲ့ဟာကွက်ကိုရှည်တန်းနဲ့ဖြေးလိုက်နိုင်တယ်တီလာကင်တိုင်းကလည်းတီလာကိုတိုင်းကလည်းအရင်တုန်းကဂိုသမားလောက်ခဲ့ဘူးတော့ရှည်တန်းဘယ်လောက်ကောင်းတဲ့ဆိုတာသိပြီးသားတယ်ရှည်တန်းကဂိုဖန်ကောင်းုံနဲ့မကဘူးသူ့ရဲ့ဂိုအီဒီယာတဝိုက်ကအသင်းသားတွေကိုလည်းထိန်းချုပ်နိုင်တယ် ခြေတံကပေးတဲ့ဖွင့်အားကြောင့်ဖောက်တဲ့အတင်းသားတွေအရင်ထက်ပိုအားရှိကြတယ်။ဂိုးသွန်းပူကောင်းလာတယ်။ကလောင်ကအရင်တုန်းကခြေတံတိုက်ဆင်မှုခြေတံလိုဂိုးသမားတယောက်ရှိနေတာ။ဟိုဘက်အသင်းရဲ့တိုက်ဆင်မှုတွေအတွက်ဘယ်လောက်ပြန်ရခတ်သွားစီလဲဆိုတာကလောင်ကောင်းကောင်းနားလေတယ်။ကလောင်ကပြောမှုတယ်ဝင်းရဲ့ကစားသမားတွေကိုကြော်လာပြီးနောက်တန်းကစားသမားတွေကိုကြော်လာပြီးဆိုရင်တော့မှနောက်ဆုံးခံတဲ့ပြည့်တဲ့ရှေးတန်းကိုခမည်းဖြတ်ရအောင်မယ် ဘာနဲ့တူတယ်ဆိုတော့ဘန်ရဲကိုဓမြဝင်တိုက်တယ်ဆိုပါလို့လုံကြုံကြီးကြီးရဲတွေကိုကြော်ဖြတ်ပြီးနောက်ဆုံးဘန်နာတိုက်စီရောက်တော့မှဖွင့်မရတဲ့တံမဏိတကားကြီးနဲ့တက်တက်တူးသလိုသူပြောတာဟုတ်တယ်ပရမရာသီမှာရှေးတန်းကြောင့်ဖောက်တဲ့အတင်ဂိုးမပေးရတဲ့ဘွယ်23ဘွယ်တီတီရှိတယ်ရှေးတန်းရဲ့အစွမ်းကြောင့်နော်တင်ဟာဖောက်တဲ့ဘယ်သူမှထင်မထားတဲ့အရာကိုလုံးပြနိုင်ခဲ့တယ်လေးတီကူလုံးကိုအနိုင်ရသွားတယ်အင်္ဂလန်မှာရှိသမျှအတင်းတွေအကုန်လုံးကိုကြော်တက်သွားတာ နောက်နေ့ကျတော့ပိုလို့တောင်ယုံနိုင်စရာမကောင်းတဲ့အောင်မြင်မှုမျိုးကိုထက်ရတယ်။ဥရောပရဲ့အသင်းတွေအကုန်လုံးကိုအနိုင်ကံပြီးဥရောပဗလာမှာဘိုးဆွဲသွားတယ်။နောက်တနည်းမှာဘယ်လိုမှမဖြစ်နိုင်တဲ့အောင်မြင်မှုကိုထက်ယူပြတယ်။ဥရောပဗလာကိုဒုတိယအကြိမ်ရသွားတယ်။နှစ်နှစ်ဆက်တိုက်ဥရောပဗလာရပြီးတော့အင်္ဂလန်မှာဒီတဲ့သင်းပဲရှိတယ်။ပီတာရှီတန်နဲ့အင်္ဂလန်ရဲ့အကောင်းဆုံးဂိုးသမားအဖြစ်သတ်မှတ်ခံခဲ့ရတယ်။ရီကလမ်မန့်နေရာကိုရသွားတာပါ Brian Clown စီကနေကျွန်တော်တို့အတူယူလို့ရတယ်။ကိုဘာပြောမလဲဆိုတာတင်အရေးကြီးတာမဟုတ်ဘူး။ဘယ်ချိန်ဘယ်နေရာမှာ ပြောမှာလဲဆိုတာကလည်းအရေးကြီးတယ်။စိတ်ကူးပေါ်ကသွားကြထိုးတယ်။လူငယ်တယောက်စားတော့ဆိုင်ပန်ရှင်ဟန်ဆောင်ကြတယ်။ဥရောပရဲ့နာမည်အကြီးဆုံးအစားအသောက်ပြပွဲတွေက တခုကိုသွားကြတယ်။ပြပွဲမှာအစင်းမြင့်အစားအသောက်ကျွမ်းကျင်သူတွေအဖြစ်အဲဒီဆရာကြီးတွေမျိုးဆန်းဖို့ဆိုပြီးလူငယ်တယောက်ကအစားအသောက်တွေပြင်ဆင်လာတယ်။ မတုံးလဲလို့အမြန်စားအစားစားတော့ဆိုင်တွေနဲ့ပြိုင်ဖို့အတွက်သူတို့ရဲ့တဘာဝအတွက်စားတော့ပုံတွေကိုယူလာတာပါဆိုပြီးလူငယ်တယောက်ကပြောတယ်။ဒါပေမဲ့အဲ့ဒီလူငယ်တယောက်ကစားတော့ဆိုင်ပိုင်ရှင်တွေမဟုတ်ဘူး။ရုပ်ရှင်ရိုက်တဲ့သူတွေသူတို့ယူလာတဲ့တဘာဝအစားတော့ပုံဆိုတာကလည်းလမ်းမှာတွေ့တဲ့မတုံးလဲဆိုင်ကနေဝယ်လာတဲ့အစားတော့တွေဒီအတိုင်းယူလာတာတော့ဘယ်ဟုတ်ပါ့မလဲ။အစားတော့ဂူလူကြီးတွေကိုလှည့်ဖျားရအောင်ဆိုတော့သူတို့ဝယ်လာတာကိုရုပ်ဖြတ်ဖို့လိုတယ်။ ထွေထွေထူးထူးမကြိုးစားလိုက်ရပါဘူး။သွားကြထိုးတယ်မယ်လို့လေ။မက်ဒေါ်နဲဆိုင်ကဝယ်လာတဲ့ဟမ်ဘာဂါနဲ့ကြက်ကြော်ပြားတွေကိုတီးတီးလေးတွေဖြစ်တော့ဓာတ်နဲ့ခက်စစ်စစ်ပြီးတယ်။ပြီးရတဲ့အတုံးလေးတွေပေါ်မှာသွားကြထိုးတယ်တချောင်းစီစိုက်ပြီးလိုက်တယ်။ပြီးတဲ့အခါသွားကြထိုးတယ်စိုက်ထားတဲ့အတုံးလေးတွေကိုပကံပေါ်မှာတက်တက်ရဲရဲစီပေးလိုက်တယ်။ဒါပဲသူတို့အကြံစီအောင်မြင်သွားတယ်။အစင်းမြင့်အစားအသောက်ကျွမ်းကျင်သူဆိုတဲ့ဆရာကြီးတွေသွားကြထိုးတယ်ထိုးထားတဲ့ အသားတော်တွေကိုတခုချင်းယူပြီးမီးဆန့်ကြတယ်။အစင်းမြက်အစားအသောက်သကလုံးတွေနဲ့ဝေဖန်ကြတယ်။ကောင်းတယ်တင်းတင်းပြီးကြက်ရတာအစင်ပြေတယ်။စားတဲ့ပြင်ကောင်းကြက်ချကြတယ်။နောက်တဲ့တရုံထိတ်ယူတယ်။ရှာပြောင်းမှာပျော်ဝင်သွားတာပဲ။အရာလာပြင်းတယ်မဆိုးဘူး။ဗစက်ထဲမှာဝေးသွားတယ်။နောက်တဲ့တရုံထိတ်ယူတယ်။အင်းတော်တော်လက်ဆက်တယ်။အပြော့အမာလည်းအတော်ပဲ။ပြဲနေချွေးနေတာမျိုးမရှိဘူးနော်။အရာလာရှိတယ်။နူးညံ့တယ်ဆူဆူဆွတ်ဆွတ်တယ် ဒီထက်ပိုပြီးအသေးစိတ်တွေပြောပါအောင်ဆိုပြီးဆရာကြီးတွေကိုလူငယ်နှစ်ယောက်ကတိုက်တွန်းတယ်။မတော်လည်းနဲ့ရှင်ဘယ်လိုနေတဲ့ဆိုပြီးမေးကြည့်တယ်။ဆရာကြီးတွေကသွားကြထိုးတန်စိုက်ထားတဲ့အတုံးနောက်တုံးထက်ယူတယ်၊ကြီးတယ်၊ကောက်ချက်ချတယ်။မတော်နဲ့တဲ့အများကြီးပိုတတ်နေသိတာတယ်။မတော်နဲ့တဲ့အရာကပိုကောင်းတာပေါ့။တဘာဝအတွက်ပစ္စည်းဆိုတော့အများကြီးပိုလက်တယ်လေ။ကျမ်းမာရင်လည်းပိုကောင်းစေတယ်။အရာကလည်းပိုရှိ။လူငယ်နှစ်ယောက်ရဲ့အကြံအောင်မြင်နဲ့ပြောရမယ်။ ။သွားကြထိုးတန်ကြောင်းအောင်မြင်သွားတာလို့ပြောရင်ပုံများမှန်ပါလား။စဉ်းစားကြည့်လေ။အဲ့ဒီဟမ်ဘာဂါတွေကြက်ကြော်ပြားတွေကိုငကိုအတိုင်းပေါင်မုန့်နှစ်ပြားအပေါ်အောင်ညံ့မတော်တဲ့တစိမ့်ပါတဲ့ဆက်ကူနဲ့ပတ်ချကျွေးရင်ဆရာကြီးတွေကဘယ်လိုဝေဖန်မလဲ။အစင်းမြန်အစားတော့ကျွမ်းကျင်သူတွေဆိုတဲ့ဆရာကြီးတွေအခုလိုကြီးကျူးမယ်ထင်သလားကျွန်တော်တို့ရဲ့စိတ်ကူးတွေအတွေးခေါ်တွေကိုကျွမ်းကျင်သူတွေရှေ့ချပြတဲ့အခါဒီပြဿနာကိုနားထောင်ဖို့လိုတယ် ကိုယ့်ရဲ့တင်ပြပုံကဘလောက်အရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့တွေမေ့နေတတ်ကြတယ်။ကိုယ့်စိတ်ကူးတွေကိုသူများတွေလက်ခံစေခြင်းရင်အခုဥပမာကိုသတိရပါ။ကိုယ်ကောင်းတယ်ထင်တာတွေကိုသူတို့ကလည်းကောင်းတယ်လို့ယူဆမယ်လို့မတွေးနဲ့။သူတို့ရဲ့ကဘာသူတို့ရဲ့ဘာသာစကားကိုကိုယ့်ဘက်ကသိချနားလည်ဖို့လိုတယ်။ကိုယ့်စိတ်ကူးကိုသူတို့အရေးတည်ယူလုပ်တော့တင်ပြတတ်ဖို့လိုတယ်။ခင်ဗျားတို့ရဲ့စိတ်ကူးတွေကိုသွားရထုတ်တယ်နဲ့စိုက်ပြီးမှချပြ။ ရုပ်ပုံတွေနဲ့အမျိုးသမီး Florence Nightingale ကို1820ပြည့်နှစ်မှာမွေးတယ်။အဲဒီခေတ်တုန်းကမိန်းကလေးတွေတက္ကသိုလ်တက်ခွင့်မရှိ။မိန်းမတွေရဲ့အလုပ်ကအိမ်အောင်ပြုရမယ်။ပြည့်ရင်ယောက်ျားနဲ့သားတွေသမီးတွေကိုပြုစုရမယ်ဆိုပြီးသတ်မှတ်ထားတဲ့ခေတ်ကာလ။ဒါပေမဲ့ Nightingale ရဲ့အဖေကသူများတွေးသလိုမတွေးဘူး။သမီးကိုတက္ကသိုလ်ပို့လို့မရတော့လဲ။ဘာဖြစ်တယ်လဲ။အိမ်မှာရောက်အောင်စာသင်ပေးမယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်။ရေးတဲ့ဘတ်တက်လောင်သင်ပေးတယ်။ ပြီးတဲ့အခါတမိုင်းဒသနိကဗေဒစားတဲ့ပညာရက်တွေလက်တင် green စားတဲ့ဘာသာစကားတွေအပြင်သင်ကြားပညာပါသင်ပေးလိုက်ပြန်နိုင်တင်ကြီးကချောချောလှလှကောင်းပါလေဒီတော့သူ့ကိုတောင်းရန်လက်ထက်ယူခြင်းနဲ့လူငယ်တွေအများကြီးရဲ့နိုင်တင်ကြီးကတော့ဘယ်သူ့ကိုမှလက်မခံဘူးခရီးမီယန်စစ်ပွဲဖြစ်လာတဲ့အခါနိုင်တင်ကြီးအိမ်တော်ပြုမဲ့အစီအစဉ်ကိုလုံးဝပယ်ဖျက်လိုက်တယ်ကျမ်းမာကြီးစောင့်ရှောက်မှုပညာကိုတင်ယူဖို့ဆုံးဖြတ်လိုက်တယ်ပညာဆောင်သွားတဲ့အခါ ပညာစုံသွားတဲ့အခါသူနဲ့အတူအလုံးလုပ်ဖို့သူနာပြုဆီယမ38ရက်ကိုစီယုံပြီးအဖွဲတစ်ဖွဲဖွဲ့အခမဲ့ကူညီသူတွေပေါ့1854ခုနှစ်မှာစစ်သားတွေကိုကုသဖို့အတွက်19 gay နဲ့သူ့ရဲ့သူနာပြုအဖွဲစစ်စေးရုံနဲ့ကိုရောက်လာကြရောစစ်စေးရုံမှာမြင်လိုက်ရတဲ့မြင်ကွင်းတွေကြောင့် 19g တရားနှလုံးရမ်းမတက်ဖြစ်သွားတယ်။စေးရုံမှာစစ်သားတွေအစုလိုက်အပြုံလိုက်တည်နေကြတာစစ်တိုင်းမှာတော့တည်ရတဲ့သူရှိမှာပေါ့လေ အခုငါကတိုက်ပွဲကရလာတဲ့ဒဏ်ရာကြောင့်တည်တဲ့သူတဲ့ယောဂါကြောင့်တည်တဲ့စစ်သားတွေကပုံများနေတယ်တိုက်ဖွဲ့ကာလာဝမ်ယောဂါငှက်ဖျားစားတဲ့ယောဂါတွေကြောင့်နိုင်တင်ကြီးစစ်စည်းအောင်ရောက်ပြီးတနှစ်အတွင်းမှာပဲစစ်သား၄000ကျော်အသက်ဆုံးပါသွားတယ်ယောဂါတွေဖြစ်ရတဲ့အကြောင်းရင်းတွေကအာဟာရမပြည့်ဝတာပတ်ဝန်းကျင်မတန့်ရှင်းတာလေဝင်လေထွက်မကောင်းတာဂရင်းတွေပြင့်ကျက်နေတာစားတဲ့စားတဲ့တိုက်ပွဲနဲ့မဆိုင်တဲ့ပြဿနာတွေ ပညာတတ်အမျိုးသမီးတယောက်ပြီးပြီး Florence Nightingale ဒီပြဿနာတွေကိုအဖြစ်ရှာဖို့စဉ်းစားတယ်။လန်ဒန်ကိုပြန်ပြီးပါလီမန်အဖွဲ့ဝင်တွေကိုရှင်းပြဖို့ကြိုးစားတယ်။ဒါပေမဲ့သူသာစာတန်ပေတန်နဲ့ရေးဖွဲ့ရေးပြီးတင်ပြနေရင်စစ်အရာရှိတွေကသူ့တင်ပြချက်ကိုအဖက်တော့မှမဟုတ်ဘူး။အသေးစိတ်လို့ရင်စာရီရှည်လို့ရင်ဘယ်သူမှမဖက်ချင်။ Nightingale ကပညာတတ်တယ်လို့ညံလဲကောင်းတယ်။သူတင်ပြချက်တွေကိုဘယ်သူတွေကြည့်ကြမလဲဆိုတာကိုလည်းနားလေတယ်။အချက်အလက်တွေကိုချပြရမှာတော့မှန်တယ်။ ဒါပေမဲ့ဒီအတိုင်းကြီးချပြလို့အဆင်မပြေဘူးထိသွားအောင်ပြောပြရမယ်နားလည်အောင်ရှင်းပြရမယ်ကိုယ့်ဘက်ပါလာအောင်ဆွဲဆောင်ရမယ်ဒီတော့နိုင်တင်ကေးက तू ပြောကျင်တဲ့အကြောင်းအရာတွေကိုစာနဲ့မရေးပဲရုပ်ပုံတွေနဲ့မြင်အောင်ပြဖို့ဆုံးဖြတ်လိုက်တယ်ပိုင်ချလို့ခေါ်တယ်စဝမ်းစိတ်ပုံပြကားချက်ဆိုတာပေါ်ခဲ့တာကြာခဲ့ပါဒါပေမဲ့နိုင်တင်ကေးသာပညာမသင်ခဲ့ဘူးရင်ဒီကားချက်တွေကိုတုံးတယ်မှာမဟုတ်ဘူး နိုင်တင်ကင်းရဲ့ပုံပြကားချက်တွေထဲမှာစစ်တီတွေတည်ဆုံးရတဲ့အဓိကအကြောင်းရင်းတွေကိုထင်သာမြင်သာအောင်ဖော်ပြထားတယ်။စာမတက်တဲ့သူဘာမှမသိတဲ့သူတွေတွေ့ရင်တော့နားလည်နိုင်သွားအောင်ရှင်းလင်းနေတယ်။နိုင်တင်ကင်းရဲ့စက်ဝိုင်းကားချက်တွေကိုကြည့်လိုက်ရတော့မှပဲလန်ဒန်ပါလီမန်တစ်ခုလုံးငလင်လုံးတို့တုံလုံးပါတယ်။စီးရုံပုံစံတစ်တခုတည်ဆောက်ဖို့ချက်ချင်းအမိန့်ချတယ်။စီးရုံဝန်ထမ်းတွေကိုနိုင်တင်ကင်းရဲ့ဒီလန်အတိုင်းလိုက်လုပ်ကြဖို့သင်တန်းပေးတယ်။ယောဂါကြောင့် တည်ဆုံးမှုတုန်းက40နှစ်ရာခိုင်နှုန်းရှိရာကနေနှစ်ရာခိုင်နှုန်းအထိကျော်ကျသွားတယ်။စစ်တီထောင်ပေါင်းများစွာအသက်ချမ်းသာရာရသွားတယ်။မလိုအပ်ဘဲအသက်ပြီးနေရတာတွေရပ်တန့်သွားတယ်။ယောဂါကြောင့်တည်ရတဲ့စစ်သားရေအတွက်ကတိုက်ပွဲဒဏ်ရာကြောင့်တည်ရတဲ့စစ်သားရေအတွက်ထက်များနေတဲ့ပြဿနာဟာဒီစစ်ပွဲအပြီးမှာဓာတ်မဖြစ်တော့ဘူး။ဒါ19ရက်ကျေကျေသူဒီပြဿနာပြီးစီအောင်သွားရတဲ့အကြောင်းရင်းတွေကိုကြည့်ရင်19ကထမ်းမြတ်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေခဲ့လို့ သူစီးယုံရမဲ့လူတွေရဲ့အကြောင်းကိုကောင်းကောင်းကြီးနားလည်နေခဲ့လို့ပြီးတော့အချက်လက်တွေကိုလူလူနားလည်အောင်ရှင်းရှင်းလင်းလင်းမြင်သာထင်သာနဲ့ရုပ်ပုံတွေနဲ့ချပြနိုင်ရလို့အချက်လက်တွေတိကျနေုံ view ဟာမှန်နေုံစိတ်ကူးကောင်းနေုံနဲ့မလုံတော့ဘူးအကောင်းဆုံးတင်ပြနိုင်ဖို့လေလူသေးတယ်